ဓမ္မရာဇဝင် စတုထဆောင်ခန်းကြီး22အခန်းငယ်15မှ19မိမကလည်းငါထံသို့ဆေလွတ်တော်သူထံသို့သင်တို့ပြန်၍ဆင်းဆုံရသောဤတိလအမျိုး၏ဖျားသခင်ထာဝရဖျားဤအမိန်တော်ဟူမူကယူရရှင်ဘရင်ဖတ်တော်ကြံစကားလာသည်။အတိုင်းငါသည်ဤရက်၌၎င်း ဤရသားတို့၌၎င်းဘေးရောက်စီမီအကြောင်းမူကားသူတို့သည်ငါကိုစွန့်ကြပြီးမိမိလှုပ်သောအရာတို့ဖြင့်ငါအမျက်ကိုနှိုးဆော်ခြင်းဟာအခြားတပါသောဖျားတို့ရှိမှနတ်သားပေါင်းကိုမြည်ရှို့ကြပြီးထို့ကြောင့်ဤရမငါအမျက်မီးသည်မငိမ့်ပဲလောင်ရလိမ့်မည်ဟုမိန့်တော်မူ၏အာမင်ဒီမဟောင်းကာလမှာအမျိုးသမီးတွေရဲ့အခွင့်အရေးကအလွန်မဲနေပါပါတယ် ိမ်နောင်တစ်ခုကိုဥဆောင်ဖို့လူမျိုးနွယ်စုတစ်ခုကိုဥဆောင်ဖို့တော့နောက်ဗိမ့်မန်တော်မှာဆက်ကတ်တဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်ရတဲ့အခါမှာအမျိုးသားတွေကသာဥဆောင်လုပ်ကင်ခွင့်ရခဲ့တယ်သူတို့လည်းဓမ္မဟောင်းကျမ်းထဲမှာထင်ရှားတဲ့အမျိုးသမီးတူရှိခဲ့ပါတယ်။သူ့ရဲ့နာမည်ကတော့ဟူလဒဆိုတဲ့အမျိုးသမီးဖြစ်တယ်။သူ့ရဲ့ခင်ပွန်းကအချုပ်ဝင်ရှက်လုံဖြစ်ပြီးတော့ယေရုရှလင်မှာ နေထိုင်ကြပါတယ်။အဲ့ဒီချိန်မှာယူရာပီကိုအုပ်စိုးတဲ့ ဖြောင့်မတ်တဲ့ရှင်ဘုရင်နေထဲမှာဆိုရင်ယောရှိမင်းဟာနောက်ဆုံး ရှင်ဘုရင်ဖြစ်တယ်။ယောရှိမင်းဟာသူ့ငယ်ရွယ်စဉ်ကတည်းကဖျားသခင်ကိုစိတ်နှလုံးအကျဉ်းမဲ့ရှာဖွေပြီးတော့သူ့ဘုရင်ဖြစ်လာတဲ့အခါမှာယူရပြည်မှာရှိတဲ့ဣသေလလူမျိုးတွေရဲ့မှားယွင်းတဲ့ကိုးကွယ်မှုတွေနဲ့ရုပ်ထုတွေကို ရှင်လင်းဖြည့်ဆည်းခဲ့တယ်။ဗိမာန်တော်ကို ပြန်လည်ပြုပြင်တိဆောက်ပြီးတော့မှအဲ့ဒီအချိန်မှာယစ်ဘရဟိတ်ဟီလခိက မောရှေရေးထားတဲ့ပြည့်ညတ်တိကျမ်းစာကိုတွေ့ရှိခဲ့ပြီးအဲ့ဒီကျမ်းစာအပြင်တိုင်းပြည်တစ်ခုလုံးမှာရှိတဲ့လူတွေရဲ့ဝိညာဉ်ရေးရာ ပြောင်းလဲမှုတွေကိုလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဓမ္မဟောင်းကာလမှာမောရှေကပြည့်ညတ်တိကျမ်းစာအရလူမျိုးတော်တွေကိုဒီပြည့်ညတ်တရားတွေကိုတွင်တင်ခဲ့တော်လဲပဲ။ ဒီယူဒလူမျိုးတွေဟာဖျားရဲ့စကားကို နားမထောင်ဘဲနဲ့လွဲမားတဲ့အယူဝါဒတွေကိုလှုပ်ဆောင်နေကြတာဖြစ်တယ်ဒီအတွက်ကြောင့်မို့ဖျားသခင်ရဲ့တရားစီရင်ခြင်းကိုခံရမှာဖြစ်တယ်ဒီဘိုးဘီနေဟာဖျားရဲ့စကားကို နားမထောင်တဲ့အတွက်ဖျားသခင်ကအမျက်ထွက်မဲ့အကြောင်းကိုဖော်ပြထားတယ်။ဒီအကြောင်းအရာတွေကိုယောရှိမင်းကသိတဲ့အတွက်ကြောင့်မို့သူ့ရဲ့ယေဘရဟိမင်းဟီလခိကို ခေါ်ပြီးတော့မှဒီယူဒပြည်သူပြည်သားတွေရဲ့အပြစ်ကြောင့်ဖျားသခင်ရှေ့မှာ ဘလောက်အတိုင်းတာထိအပြစ်တွေတက်ရောက်မလဲဆိုတဲ့အကြောင်းအရာကိုပရောဖက်မဟုလဒထံကိုဆစ်လွတ်ပြီးမင်းမြန်းခဲ့တာကိုတမချန်းစာထဲမှာတွေ့ရတယ်။ကျွန်မစဉ်းစားမိတယ်အဲ့ဒီကာလမှာဖခင်ရဲ့စကားကဘလောက်တောင်မှတန်ဖိုးရှိလဲဖခင်သခင် ခွဲခန့်ထားတဲ့လူကဘလောက်အထိနော်အခွင့်အာဏာရှိလဲဆိုတာကိုကျွန်မလူတွေကပေါ့နော်သူတို့လေးစားလဲဆိုတာကိုလည်းတွေ့ရတယ်။ တကယ်ဆိုရင်ဓမ္မဟောင်းကာလတုန်းကအမျိုးသမီးတွေရဲ့အခွင့်အရေးကနည်းတော်လဲပဲဒီ prophet မှာအမျိုးသမီးဖြစ်တဲ့ prophet မှာဟူလဒါကို ရှင်ပြန်ဖြစ်တဲ့ယောရှိမင်းကအရန်ကိုသူကဒါအာ respect ပေးတယ်ပေါ့နော်အဲဒီဂယုမဆိုင်ငါရှင်ပြန်ဖြစ်တယ်ဆိုပြီးဂယုမဆိုင်ပဲသူမနေဘူးဖျားသခင်ခွဲခံထားတဲ့သူဖြစ်တဲ့အတွက်သူတို့ကြောက်ရွံ့နေသိကျင်တဲ့အရာကိုဒီ prophet မှာဟူလဒါထံကိုဆေလွတ်ပြီးတော့မေးမြန်းစေခဲ့တာဖြစ်တယ် ဲ့တော့အမျိုးသားရှင်ဘုရင်အုပ်စိုးတဲ့နိုင်ငံယောရှိမင်းအုပ်စိုးနေတဲ့နိုင်ငံက အမျိုးသားယစ်ပရောဟိတ်တဦးကဖျားသခင်ရွေးချယ်ခန့်ထားတဲ့အမျိုးသမီးပရောဖက်မတဦးစီကိုရောက်ရှိလာခဲ့ခြင်းကတမဟောင်းကာလမှာအမတန်မှအခွင့်အရေးနည်းပါးလာတဲ့ယူရာတွေရဲ့ထုံတန်းစင်လာမှာတကယ့်ကိုအခွင့်ထူးခံအမျိုးသမီးတယောက်လို့ဖြစ်နေတယ်။နော်ဒီအမျိုးသမီးကဖျားခွဲခန့်ထားတာဖြစ်တယ်။ဒါကြောင့်မို့ဖျားသခင်က အမျိုးသမီးတွေရဲ့နော်အခွင့်အရေးနှဲပါလှတဲ့ဓမ္မောင်းကာလအတွင်းမှာ ခုလရဆိုတဲ့အမျိုးသမီးကို အမြင့်ဆုံးတောင်းဝန်တစ်ခုပေးခဲ့တာကိုတွေ့ရတယ်။နော် prophet ဆိုတာကဘုရားသခင်မိတ်နဲ့စကားတွေကိုဘယင်းနေလူတွေထံကိုပြန်ပြောရတာဖြစ်တယ်တိတိကျကျပြန်ပြောရတာဖြစ်တယ်တနည်းအားဖြင့်ဆိုရင်ဒီ prophet ရဲ့အလုတ်ကဘုရားသခင်နဲ့လူသားများကြားမှာပေါင်းကူးဆက်သွယ်ပြောကြားပေးသူဖြစ်တယ် အမျိုးသမီးတွေကိုနှိမ်နေတဲ့ဝင်းကျင်အမျိုးသမီးတွေကိုနေရာမပေးတဲ့ဝင်းကျင်မှာခုလဒကအမျိုးအမျိုးသမီးပရောဖက်တယောက်ဖြစ်တဲ့အခါမှာသူကဒီနော်ဘုရားသခင်ပြောတဲ့စကားတွေကိုသူကပြက်ပြက်သားသားပြောခဲ့တာတွေ့ရပါတယ်ဆိုတော့သူရှိကိုဒီယေဘရဟိဟီလိခိရောက်လာတဲ့အခါမှာဘုရားသခင် ပြောခဲ့တဲ့အတိုင်းပဲဘုရားသခင်မိန့်တဲ့အတိုင်းသူကရဲရဲဝင့်ပြောခဲ့တယ်သူရှိကိုရောက်လာတဲ့ ယေပရောဟိတ်ဒီအမျိုးသားစေလွတ်သောရှင်ဘရင်ဒီလည်းယောရှိမင်းဖြစ်တဲ့အခါမှာတော့သူကဒီအရာကိုကြောက်ရွံ့ခြင်းမရှိဘဲနဲ့အမျိုးသမီးတယောက်ဖြစ်လင်ကစားဖျားသခင်ရဲ့စကားကိုပြပြတတပြောခဲ့တာဖြစ်တယ်ဒီအရက်မှာဘေးရောက်စီမင်းဘာကြောင့်လဲဆိုတော့ဖျားကိုစွန့်ပြတဲ့အတွက်ကြောင့်မို့ဒီဣတေလာလူမျိုးတွေရဲ့ဖျားကိုစွန့်ခြင်းကဖျားရဲ့အမျက်ကိုနှိုးစော်တဲ့အတွက် နော်အခြားသောတပါသောဖရာတို့ဒီရှေ့မှာလဲနတ်သားပေါင်းကိုမီးရှို့တဲ့အတွက်ဒီအရက်မှာဖရာရဲ့အမျက်တော်မီးကမငိမ့်ပဲလောင်ရမယ်လို့သူကပြောတယ်။နော်နောက်ပြီးဒီအရက်သားတွေကတဲ့ဖြစ်စည်းရာနဲ့ကျင့်စင်းရာဖြစ်လိမ့်မယ်တဲ့။ဒါကြောင့်မို့ငါချင်းချောက်တဲ့စကားကိုသင်တို့ကြားတဲ့အခါမှာနူးညံ့သောစိတ်ရှိပြီးဖရာသခင်ထံကိုနှိမ့်ချခြင်းကိုအဝတ်ကိုဆုပ်ခြင်းငါရှေ့မှာငိုကြွေးခြင်းကို ြုတ်မယ်ဆိုရင်မင်းတို့စကားကိုငါနားထောင်မယ်ငါကတင့်ကိုဘိုးဘေးတွေစုဝေးရပြီတော့ပို့ဆောင်ပြီးတော့တင့်ရဲ့ငြိမ်ဝတ်စွာတင်ချိုင်းကိုရောက်လိမ့်မယ်ဆိုတဲ့ဒီအကြောင်းအရာတွေကိုဓမ္မရာဇဝင်စတုထဆောင်အခန်းကြီး၄ထဲမှာပွန့်ပွင့်လင်းလင်းဖော်ပြထားတယ်ဟုလဒါကသူ့ရှိကိုရောက်လာတဲ့ရစ်ပရောဟိတ်ဟိလခိကိုဖျားသခင်စီရင်မဲ့အကြောင်းဖျားသခင်ရဲ့အမျက်တော်အကြောင်းယူရလူတွေရဲ့နော်မှားယွင်းတဲ့အပြစ်တွေအကြောင်းကိုရဲရဲဝံ့ဝံ့ပြက်ပြက်သားပြောခဲ့တယ် ဆိုတော့ဖြင်းပြင်းယောရှိကလည်းသူသွမ်းမေးခိုင်းတာကဖခင်ရဲ့စီရင်ခြင်းကဘလောက်တိုင်းတာအထိရောက်မလဲဆိုတာကိုသိကျင်လို့သွမ်းမေးတဲ့အခါသူကရှော့မပြောဘူးဖခင်ကပြင်းပြင်းထန်ထန်ဆုံးမမယ်တော့ဒီအရက်မှာငါ့အမျက်မီးကမငိမ့်ပဲလောင်ရမယ်ဆိုပြီးတော့သူကပြက်ပြက်သားသားပြောခဲ့တဲ့အမျိုးသမီးတယောက်ဖြစ်တယ် သူမဟာပရောဖက်အမျိုးသမီးတစ်ယောက်ဖြစ်ပေမဲ့ဖျားရှိကစကားတော်ကိုရောက်လာတဲ့အခါမှာရှင်ဘရင်ပဲဖြစ်ပါစေရစ်ပရောဟိတ်ပဲဖြစ်ပါစေဖျားရဲ့စကားတော်ကိုပြက်သားစွာနဲ့ရဲရွံ့စွာပြောရဲခဲ့တဲ့သူဖြစ်ပါတယ်ဓမ္မဟောင်းကာလမှာအဖျားသခင်အသုံးပြုခဲ့တဲ့အမျိုးသမီးပရောဖက်တူလည်းဖြစ်ပါတယ်ဆိုတော့သူ့ကိုလူဝင်ချင်းကနေရာမပေးဘူးเนาะအတိုင်းဝိုင်းကသူ့ရဲ့ထုံနှန်းစင်လာအရာ မျိုးသမီးတွေကနေရာမရတဲ့အချိန်မှာဖခင်ရွေးကောက်ခဲ့တဲ့အတွက်ဖခင်သခင်အတွက်သူဟာပြတ်သားစွာနဲ့ရဲဝင်စွာနဲ့ဖခင်စကားတော်ကိုပြောဆိုခဲ့တယ်ဆိုတာကိုတွေ့ရတယ်ဒီ prophet မှာဟုလဒရဲ့အသက်တာကိုကြည့်ပြီးတော့မှကျွန်မခွန်အားယူခြင်းနဲ့အရာကဖခင်သခင်ထံကလာတဲ့စကားတော်ကိုပြတ်သားစွာပြောဖို့လိုအပ်ပါတယ်ဒီနေ့ကျွန်တော်တို့အမျိုးသမီးတွေဟာ အားနေနေเนาะအမျိုးသားတွေလောက်မလုံဆောင်နိုင်ဘူးဆိုပြီးတော့ကျမတို့ကိုကိုကိုအားငယ်တယ်နောက်ပြီးတော့ကျမတို့ဟာတစ်ဖက်သားကိုအားနာတတ်တယ်ပြီးတော့မပြတ်မသားလှုပ်တတ်တဲ့အတွက်ကြောင့်မို့အလုပ်တစ်ခုကိုလှုပ်တဲ့အခါမှာတွန့်ဆုတ်နေကြတယ်အမျိုးသားတွေเนาะကိုပြောရတဲ့သူကအမျိုးသားတွေဖြစ်မယ်ဆိုရင်ကျမတို့ကအဒီမျိုးသားဆိုတဲ့အင်အားကြီးတယ်လို့ပဲ ခံယူပြီးတော့ကျွန်တော်တို့ကပြောရမှာတန့်ဆုံနေတယ်ဒီနေ့သာသနာလုပ်ငန်းကိုကျွန်တော်တို့လှုပ်ဆောင်ကြတဲ့အခါမှာကျွန်တော်တို့အမျိုးသားအမှုတော်ဆောင်နေတဲ့လည်းအများစွာရင်ဆိုင်ကြုံတွေ့ရပါတယ်ဒီအတွက်ကြောင့်မို့တော့အမျိုးသားတွေကိုအဲပြောချင်တာကအမျိုးသားတွေကိုပေါ့နော်ဟိုမာယွန်းစွာနဲ့ဟိုလွဲမားစွာနဲ့ကျွန်တော်တို့ကပြန်ခံပြောဖို့မဟုတ်ဘဲနဲ့အဲ တယောက်ကိုတယောက်ပေါ့နော်အပြန်အလှန်နားလေခြင်းနဲ့လှုပ်ဆောင်နေကြတော့လေပဲဖခင်ရဲ့တမန်တရားနဲ့ညီတော့ပြောဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီဟုလတ္ထကဖခင်ဖြစ်လာစေမဲ့အမျက်တော်တွေကိုသူကပုံမှန်လင်းလင်းပြောခဲ့တယ်ဆိုတာတွေ့ရတယ်။ဒီနေ့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာဘလို့အခြေအနေတွေရှိနေပါစေလွဲမှားတဲ့သူတွေရှိနေတယ်ဆိုရင်ပြပြသာသာပြောရမယ်။ဖခင်ရဲ့အဲ စကားတော်ကရောက်လာတယ်ဆိုရင်လေကျမတို့ကပြပြတသားပြောရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနှုတ်ကပတ်တော်အပြင်ကျမတို့ရဲ့ဘဝအသက်တာထဲမှာခုလဒလိုမျိုး အမျိုးသမီးတယောက်ဒီပင်လင်းရှင်ဘရင်ယေဘရဟိတ်ကိုဖျားရှီရလာတဲ့အမိန့်တော်ကိုပြတ်သားစွာပြောခဲ့သူယနေ့ကျမတို့ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေအတွက်ဖျားရဲ့တဲ့တင်စကားတွေကိုရင်းစွာပြောဖို့လိုအပ်ပါတယ်။ကျမတို့ဟာအခုချိန်ဟာဖျားသခင်ကျမတို့ကိုစေခိုင်းနေတဲ့အချိန်ဖြစ်တယ်။ဖျားသခင်ကျမတို့ကိုအသုံးပြုနေတဲ့အချိန်ဖြစ်တယ်။ဖျားက ျမတို့ကိုဖိတ်သိပ်ပေးထားတဲ့အချိန်ဖြစ်တယ်ဒီအရာမာဒီလိုအချိန်မှာကျမတို့ဒီရဲဝင့်စွာနဲ့ဖခင်စကားကိုပြောဖို့လိုအပ်တယ်ကိုယ့်ရဲ့ခံစားချက်နဲ့ပြောဖို့မဟုတ်ဘူးเนาะဖခင်ရဲ့ဖွင့်ပြတဲ့အရာဖခင်သခင်ကကိုယ့်ကိုပြောခိုင်းစီတဲ့အရာ မှန်ကန်နေဆိုရင်ဖခင်ခွန်အားနဲ့ရင်းရင်စွာလှုပ်ဆောင်ဖို့ရန်အတွက်ဒီအမျိုးသမီး ဟူလဒါဆိုတဲ့အမျိုးသမီးတူအားဖြင့်ကျမတို့အတွက်ခွန်အားဖြစ်စေပါတယ်ချစ်တော်ညီကိုမောင်နှမများအမျိုးသမီးပဲဖြစ်စေအမျိုးသားပဲဖြစ်စေယခုအချိန်မှာဖခင်ရဲ့စကားတော်ကတင့်ထံကို ရောက်လာတယ်ဆိုရင်လူကိုအားနာစရာမလိုပါဘူးဖခင်ရှင်ရဲ့မျက်နာကိုကြည့်ပြီးတော့မှရဲရင်ပြက်သားစွာနဲ့ပြောဆိုတတ်တော်သူများဖြစ်ဖို့အီနုကပတ်တော်အားဖြင့်ခွန်အားပေးချင်ပါတယ်အားလုံးပေါ်မှာဖခင်ရှင်ကောင်းကြီးပေးပါစေ ကောင်းကင်နေမြေကြီးကိုဖန်ဆင်းတော်မူသောဘုရားကိုရောကိုကျေးဇူးတင်နေ တတိတောင်လုံးကောင်းမှုစွာအသက်ရှင်သွားလာလှူရှားစားတောင်းတော်အခွင့်ကိုရတဲ့အတွက်ကိုရကိုချီးမွမ်းပါれကောင်းမြတ်သောဖုရားဂယုဏနှင့်ပြည့်စုံသောဖုရားသားသမီးတို့ကိုမာစားသောဖုရားသခင်နာမတော်ကိုချီးမွမ်းပါれယနေ့သမချမ်းစာလေးကပရောဖက်မဟုလဒရဲ့အသက်တာကိုကြည့်တဲ့အခါမှာရှင်ဘီရင်ယစ်ပရောဟိတ်တီကိုလည်းဖုရားထံကလာတဲ့စကားကိုပြတ်သားစွာပြောရတဲ့အမျိုးသမီးဖြစ်တယ်သားသမီးတို့ရဲ့အသက်တာမှာလည်းယနေ့ဖုရားရှိခိုးလာတဲ့စကားဖုရားသခင်ရဲ့ကယ်တင်ခြင်းအကြောင်းကိုပြတ်သားစွာပြောဆိုတတ်သောသူများဖြစ်စေ ေဖို့သာသမီတို့ကိုတွင်တင်လန်းပြတော်မူပါဖဖျားသာသမီတို့နိုင်ငံကြီးကိုကောင်းချီးပေးပါပြည်တော်ကြီးကိုချမ်းသာစေပါပြည်သူပြည်သားအများဒုက္ခရောက်နေကြသောသူများအားလုံးတို့ကိုလည်းကွယ်ကာဆောင်ရှောက်တော်မူပါမြမပြည်ကြီးကိုကျမ်းမာစေပါမြမပြည်ကြီးကိုငြိမ်းချမ်းစေပါပြည်တော်ကြီးကိုအုပ်ချုပ်နေသောအစိုးရမင်းများကိုလည်းကောင်းချီးပေးလေလန်းပြပို့ဆောင်တော်မူပါ အမှန်တရားနဲ့တမန်တရားပေါ်မှာအကောင်းဆုံးရည်တည်နိုင်သောခေါင်းဆောင်များ ဖြစ်စီပါဗျာတိုင်းနိုင်ငံအတွက်ဖက်ဖက်ကနေကူညီမဆနေသောနိုင်ငံကောင်းဆောင်များပါဝင်လှုပ်ဆောင်နေကြသောပြည်သူပြည်သားများအားလုံးတို့ကိုလည်းကွယ်ကာဆောက်ရှောက်ပါမြန်မာနိုင်ငံတော်ဝန်လုံးမှရှိနေကြသောပြည်သူပြည်သားများသာမကအ ကမ္ဘာနိုင်ငံအသီးသီးမှာရှိနေကြသောပြည်သူပြည်သားအားလုံးတို့ကိုလည်းကိုရော့ကွဲကဆောက်ရှောက်ပါကုန်စည်နှုန်းတွေကိုကျဆင်းစေပါဆာလောင်နေတဲ့သူတွေကိုကျွေးမွေးပါဘေးဒုက္ခအပေါင်းကိုရင်ဆိုင်နေရတဲ့သားသမီးတွေကိုကိုရော့မဆာပါဖျားနာနေတဲ့သူစိတ်မတန်ကြီးတွားနေတဲ့သူငိုကြွေးနေတဲ့သူဆာလောင်နေသောသူများကိုလည်းကိုရော့ကျွေးမွေးပါအဖာဒုက္ခခက်ခဲရောက်နေရတဲ့သူညှဉ်းပန်းနှိပ်စက်ခြင်းကိုခံနေရတဲ့သူအကျဉ်းထောင်ထဲမှာရောက်နေတဲ့သူတွေ ထုံနောင်မှုအမျိုးမျိုးအောက်မှာရှိနေသောသားသမီးများတွေကိုလည်းလွတ်မြောက်ခြင်းအခွင့်ပေးပါ။ယင်းယုံကြည်သူသားသမီးများတို့သည်မိမိတို့ခံစားရသောကောင်းကြီးမင်္ဂလာများထဲမှဖျားသခင်ပေးထားသောအရာများထဲမှလိုအပ်နေတဲ့သူတွေအတွက်အငယ်ဆုံးသောသူတွေအတွက်စစ်မှတ်ဘေးဒဏ်ထဲမှကြာရောက်နေတဲ့သူတွေအတွက်ကူညီမဆပြန့်ကျဲနိုင်သောလက်များဖြစ်စေပါဖို့။ ကျေးဇူးရှင်အဖဖျားတခင်သာသမီအသက်တာကိုလက်တော်တဲ့သို့အနှံသလိုယခုကာလသည်စာရန်ဤဖြစ်စည်းခြင်းကာလဖြစ်နေတဲ့အတွက်စာရန်ဤရန်ကိုတွန်းလှန်နိုင်သောသူတွေဖြစ်စီပါနှလုံးသားထဲမှာကုရရှင်ဖျားဤတမာတရားကိုတုံ့မီလျက်ကိုရဤအလိုတော်နဲ့ညီအသက်ရှင်ရှောင်းနှန်းစီပါတန်ရှင်သောဝိညာဉ်တော်ဤလမ်းပြမှုကိုခံယူသောသူများဖြစ်စီဖို့ကောင်းချီးပေးတော်မူပါအဖ ဒီနေ့တာလုံးမှာသားသမီးတို့ကိုလက်တော်ဖြင့်ကွဲကာမဆာခဲ့သလိုတညတာလုံးမှာလည်းရန်သူစာရန်ဤနှောက်ရခြင်းမျိုးမျိုးကနေ ကင်းဝေးစေလျက်ဘီယန်တဲ့ကင်းရှင်းစွာအစ်ဆက်ရသောအခွင့်ကိုပေးပါတဘာဝဘီယန်တဲ့အမျိုးမျိုးရေပေးလေပေးမီပေးသခိုးပေးလူဆိုးပေးယောက်ျားဆိုးပေးမိန်းမဆိုးပေးနတ်ဆိုးဝိညာဉ်ဆိုးပေးတရိษံဆိုးပေးအမျိုးမျိုးအိမ်မက်ပေးဆိုးအမျိုးမျိုးကနေကင်းဝေးစေလျက်ကိုရရှင်၏နှွေးထွေးသောအတောင်တော်အောက်မှနှစ်ချိုက်စွာအိပ်ပျော်ရသောအခွင့်ကိုရရှိစေလျက်ခန္ဓာစိတ်ဝိညာဉ်ကျမ်းမာခြင်းနဲ့တကွမနှက်ပြန်မနှက်မှပြန်လည်နိုးထရသောအခွင့်ကိုပြင်ဆင်ပေးပါမိကြောင်းတညတာအတွက်လက်တော်တွေသို့စက္ကန့်အနှံဆုတောင်းကြ ချသောအခါသားသမီးတို့ပြည်သူပြည်သားများအားလုံးတို့အပေါ်မှာကောင်းမြတ်တော်မူလျက်ဤနိုင်ငံကြီးကိုငြိမ်းချမ်းခြင်းအခွင့်ကိုပြင်ဆင်ပေးမဲ့တပါးဟရီတော်သားတော်သခင်ယေရှုဖျားဤနာမတော်မြတ်၌ယေရှုတော်ကိုချီးမွမ်းလျက်ဆုတောင်းဆက်ကပ်အနံပါဤအဖထာဝရမြတ်စွာဘုရားအာမင်